ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်သောတာရှင်ဓမ္မမိတ်ဆွေ RVA ဖန်များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်အလုံးပဲမင်္ဂလာပါဗျာမွေးနေ့ဓမ္မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ကျော်ဝင်းစော်ထုံးကနေ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့အော်တိုဘာလာ18ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့မန္တလေးတာသနာမှာဟိုဘိုဖိလစ်တင်ထွန်၊ဂီတာရှင်မျိုးမှာတာတာမြန်၊စောမျိုးမှာခက်ခက်ခိုင်တို့ပဲဖြစ်ပါတယ်။ဒီကနေ့အော်တိုဘာလာ18ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များ ကြည့်ရှုနာဆင်အပေးနေသူများတောင်းဆိုထားကြသူများအားလုံးပေါ်အဖဖခင်ရဲ့ကောင်းကြီးများတော်ခံစားရပါသေးကြောင်း အဆက်တမတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစောထွန်းကနေစုမုံကောင်းတောင်းပေးရင်တိတ်တန့်ရှင်နှွဲ့ဤဝဲတည်ဆိုထားတဲ့ဘုန်းတော်ရှင်ဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

ကဘာဆက်ဆက်ဘုံတော်ကုံတော်ရှိစေတော် ပါဆက်ဆက်ပုံတော်ကုံတော်ရှိစေနော်ဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာဩတနာကိယနာရှင်ဖခမိတော်ဗျာကိုရောဒီသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့ စစ်မှတ်အန်ဒီရဲ့ဘေးများကြားမှကိုရောရှင်တနာပြုနာတော်ဖြင့်ထူမပေးတော်မူပါ သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များ ဆောင်းရှောက်မှုများနဲ့ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်ဆောင်းရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်း ဘေကင်းလုံကြုံသောစုဂျေစုနှင့်အတူ အစတရားမကသောကောင်းကြီးဂျေစုများနှင့်ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသော နှလုံးလှသူရဲကောင်းများကိုလည်းကောင်းကြီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆူများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနဲ့တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိူနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကျော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့ တောင်းလျှောက်ကြပါသည်ဖျာအာမင်စလာစွာသောဓမ္မမိတ်ဆွေညီကိုမွန်မပေါင်းတို့ ဖရာတခီငြိမ်ချမ်းခြင်းသည်တင်တို့အားလုံးနှင့်အစဉ်ရှိပါစေဒီကနေ့အမိအသေးတော်ကရန်နာ Ignatius Ignatius of Antioch ဝဲကိုစတိရခြင်းပါတယ်သူကတော့ဆရာတော်တပါးလည်းဖြစ်တယ်ဓမ္မအားဇာနီတပါးလည်းဖြစ်တယ်ဒီယဟန်နာကို Theophorus လို့လည်းခေါ်တယ်အတိတ်ဘယ်ကတော့ God Beria ဖရာကိုတည်ဆောက်သူလို့အတိတ်ဘယ်ရတယ်သူကိုစီးရီးယားနိုင်ငံမှာ မွေးဖွားခဲ့တယ်။အသက်50မှာယောမမျိုးမှာရှင်သစ္စာကြွေးချင်းခံခဲ့ရတယ်။သူငယ်စဉ်တုန်းကဘုရားသခင်ကသူ့လက်ကိုကမ်းပြီး ရှင်မကုအခန်းကြီးကိုအခန်းငယ်35ကိုဖတ်ပြခဲ့တယ်လို့မှတ်သားရပါတယ်။အဲ့ဒီမှာကိုတော်သည်ထိုင်ရက်တစ်ချိတ်နှစ်ပါးတို့ကိုခေါ်တော်မူ၍အရင်အူးဖြစ်လို့သော သူမြည်ဒီကနောက်ဆုံးဖြစ်ရမည်။ အာလုံးစုံတို့ဤအစီခံလဲဖြစ်ရမည်ဟုမိတ်တော်မူခဲ့တယ်။တရားနဲ့ခုနှစ်အီဒီမှာအင်ပါရာထရာဂျန်ကခရိယန်တွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတယ်။မတရားပြုလုပ်နေတဲ့အချိန်ဖြစ်တယ်။အဲဒီအင်ပါရာကယုံကြည်ခြင်းကိုစွန့်မလားအသက်အသေးခံမလားလို့ဆိုခဲ့တယ်။ Saint Ignatius and of Antioch ကလည်းတခင်ခရစ်တော်ကိုလက်ခံပြီးယောမမြို့မှာ အစေခံဖို့ရွေးချယ်ခဲ့တယ်။သူအန်တီယောမြို့ကနေရောမမြို့ကိုတွားနေတဲ့အချိန်စာခုနှစ်ဆောင်ရေးခဲ့တယ်။အဲဒီစာထဲမှာဘုရားသခင်ကိုယုံကြည်ဖို့ပြည့်ညတ်တော်များကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အသင်းတော်ရဲ့ယုံကြည်ခြင်းကိုစန့်ကျင်တဲ့သူများနဲ့ဝေဝေးနေဖို့သခင်ခရစ်တော်၌ယုံကြည်ခြင်းရှိဖို့မှာကြားခဲ့တယ်။သူရဲ့ සු တောင်းမြတ်တာကတော့ကျွန်ုပ်နောက်ဆုံး တောင်းဆိုချင်တာကတော့ကျွန်ုပ်အသက်ခန္ဓာအသွေးအသားကိုဘုရားသခင်ထံပူဇော်ပါသည်ကျွန်ုပ်ကဘုရားသခင်၏ဂျုံစပါးဖြစ်ပါသည်ကျွန်ုပ်ကိုဒီရှင်သစ်များ၏တွားဖြင့်ကိုက်ဖြတ်ချီးမွှားပြီးသခင်ခရစ်တော်အတွက်အပြည့်မဲ့သောပေါမှုဖြစ်လိုပါ၏ဒီဟန်နာကအသင်းတော်တွင်စီလုံးညီညွတ်ပြီးစနစ်တကျရှိဖို့သူလိုလားတဲ့သခင်ခရစ်တော်ကိုစံကျင်မဲ့စား အသက်အသေးခံမှုဆန္ဒရှိတယ်။သူရဲ့နာကျင်မှုဒုက္ခဝေဒနာခံထမ်းမှုကိုဖော်ပြမဲ့အစားဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြောင့်ရရှိတဲ့ခွန်အားများကိုဖော်ပြခဲ့တယ်။ကင်ခရစ်တော်ကိုလက်ခံရင်ယုံကြည်ရင် ပေးဆက်ရမယ့်အဖို့ခါကိုသူနားလေတယ်။သူရဲ့အသက်ကို မငဲကွက်ခဲ့ဘူး။ဒီအဖြစ်ပြက်ကတော့လွန်ခဲ့တဲ့နှစ်ရာစုနှစ်ကဖြစ်တယ်။ဒီကနေ့ ကျွန်တော်တို့27ရာစုမှာလည်းဒီလိုမျိုးအဖြစ်အပျက်တွေတွေ့ရတယ်။ခရိယန်တွေကိုညှဉ်းပန်းနှိပ်စက်တယ်။ဘာဖြစ်မှမရှိပဲခရစ်တော်ကိုယုံကြည်လို့တရားတော်အတွက်၊သမာတရားအတွက်၊အမှန်တရားအတွက်ရရဆက်ဆက်သက်ဖြတ်ခြင်းကိုခံကြရတယ်။အခု2025မှာလည်းအာဖရိကတိုက်နိုင်ဂျီးရီးယားနိုင်ငံမှာခရိယန်များပြားညှဉ်းပန်းနှိပ်စက်သက်ဖြတ်ခြင်းကို ိုကိုဟာရမ်လို့ခေါ်တဲ့အစွန်းရောက်ဖွဲ့တွေကပြုလုပ်တာကျွန်တော်တို့တွေ့ရတယ်။တည်င်းတွေမှာကြားရတယ်။အစိုးရအဖွဲ့အစည်းတွေကလည်းဝင်ရောက်တားဆီးပိတ်ပန့်ခြင်းမရှိတော့လူမျိုးတုံးသက်ဖြတ်မှုတွေဖြစ်နေကြတယ်။ချစ်လာစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဒီကနေ့ကျွန်တော်တို့ကြားနာရတဲ့ဧဝံဂေလိကျမ်းရှင်လူကာရေးသားထားသော အခန်းကြီး7အခန်းငယ်၄မှာငါဆွေတို့စင်တို့အားငါဆူဒီကား ိုခန္ဓာကိုတတ်၍နောက်တဖန် အလင်းမပြုတ်နိုင်သော သူတို့ကိုမကြောက်နှင့်ခင်ခရစ်တော်ကလူတွေရဲ့တရားစီရင်တက်ဖြတ်ခြင်းကိုမကြောက်ဖို့တည်ပြီးခဲ့တယ်။ကျွန်တော်တို့ကြောက်ရွံ့ရမှာကဖရာသခင်ရဲ့တရားစီရင်ခြင်းပဲဖြစ်တဲ့ကျွန်တော်တို့ရဲ့လုံခြုံမှုအာမခံမှုဟာဘုရားသခင်ရဲ့ချစ်ခြင်းနဲ့ကရုဏာတော်ပေါ်မှာမူတည်နေပါတယ်။ကျွန်တော်တို့ဘုရားသခင်ရဲ့အကြံစီ အလိုတော်ကိုယုံကြည်ခြင်းရှိဖို့ ကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေတောကတွေပြဿနာတွေအားလုံးကိုဖျားသခင်စီမှာပူဇော်ကြပါစို့ကျွန်တော်တို့တဦးစီရဲ့ယုံကြည်ခြင်းတွေပုံမတို့တက်ရန်ဖျားသခင်နဲ့ဆက်ဆံရေးပုံမကောင်းမွန်တို့တက်ရန်အလွန်ရည်ကြီးပါတယ်စေကနီရှက်စ်လို နိုင်ဂျီးရီးယားမှာရှိတဲ့ခရစ်ယာန်တွေလို ကနဦးခရစ်ယာန်တွေလိုကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရှိကြရဲ့လားသူတို့ရဲ့ယုံကြည်ခြင်းဟာဖျားသခင်နဲ့ဆက်ဆံရေး ဘလောက်ကြီးမားလဲကောင်းမွန်လဲဆိုတာကို ကြသနေတာဖြစ်တယ်။ဘုရားသခင်နဲ့ဆက်ဆံရတူတက်ကောင်းမွန်ရင်ကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာကတော့ဆုတောင်းဖို့အတွက်ပုံမှန်အချိန်ပေးရမှာဖြစ်ပါတယ်။ဘုရားသခင်နဲ့အမြဲတမ်းအဆက်အသွယ်ပြုလုပ်နေရမှာဖြစ်တယ်။သခင်ခရစ်တော်ကိုစံပြုနေထိုင်အသက်ရှင်ရမှာဖြစ်တယ်။သူကိုယုံကြည်အားကိုးပြီးမိမိနဲ့နီးစပ်သောသူများကို မိမိကိုယ်ကိုချစ်တယ်လို့မျိုးချစ်ရမှာဖြစ်တယ်။လိုအပ်တဲ့ကျေးဇူးများကို တောင်းခံရင်တဦးကိုတဦးဆုတောင်းမြတ်တာပို့သပေးကြပါစို့။အာမင်။ထိမ့်သိမ့်ကြစေတဘာဝအောင်။တွတ်တရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာ။အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီသဘောဝအမွေဆိုတဲ့ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့ ်လေယာဉ်ပြေလုပ်ငန်းနှင့်တစ်တောတန်စရာအကြောင်းကိုဦးစားပေးပြီးတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။သောတာရှင်မိတ်ဆွေများခင်ဗျာကျွန်တော်မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လဲစိုက်ပျိုးရေးထွန်းကားနိုင်ဖို့ရာအတွက်ဘိုင်းဝန်းစူးစမ်းနေကြပါတယ်။ဒီလိုမျိုးလေယာဉ်များဖွင့်ပြိုးတိုးတက်နိုင်ဖို့ရာအတွက်ရေတန်စရာဟာအဓိကကျတယ်ဆိုတာတော့မိတ်ဆွေတောင်သူကြီးများအတိပဲဖြစ်ပါတယ်။ လူသားများအသက်ရှင်နေထိုင်ဖို့စိုက်ပျိုးရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ငွေမြူရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ရမှာရေဟာအဓိကကြတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်ရေရရှိမှသာဒီလုပ်ငန်းတွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဒီလိုရေလို့ဆိုလိုက်တဲ့နေရာမှာလဲရိုးရိုးပဲတွက်ကြည့်မယ်ဆိုရင်တော့မိုးရေဟာအဓိကကြပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေအရပုံမှန်အတိုင်းဆိုရင်တော့မှမဟုတ်တော့မိုးဟာသူရွာသွန်းရာယာတီမှာ၅လခန့်တိတိ ရွာသွန်းလေးရှိပါတယ်။ဒါကတော့ပုံမှန်အခြေအနေမှာဖြစ်ပါတယ်။ဒီလိုမိုးကလာရောက်ခဲ့ပြီဆိုရင်တော့နိုင်ငံတော်ဝမ်းမှာရှိတဲ့တောင်သူများဟာမိမိတို့သီးနှံများကိုစိုက်ပျိုးကြပါတယ်။တနည်းပတ်လုံးသီးနှံစိုက်ပျိုးမှုရဲ့အများဆုံးစိုက်တဲ့ကာလပဲဖြစ်ပါတယ်။ဒီလိုရာသီတွေမှာမိုးရွာသွန်းလိုက်တဲ့အချိန်မှာမိုးရေများကိုတိုးတောင်ထားရှိပြီးအကျိုးရှိကြီးအသုံးချခြင်းဟာလည်းကောင်းမွန်လာတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ဒီလိုမိုးရွာသွန်းတဲ့အချိန်မှာ ထိမ့်သိမ့်ဆုပ်ယူထားတဲ့မြေအောက်ကြီးအဖြစ်ကိုရရှိနိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။မိုးရေကိုအလွယ်တကူမစည်းစင်းနိုင်အောင် ကာကွယ်ပေးနိုင်တဲ့တည်တော်တည်ပင်တွေရှိဖို့ရာအဓိကကြပါတယ်။မိုးကာလတွေမှာရွာချလိုက်တဲ့မိုးရေကိုမြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ရေရုအတွင်းမှာဆုပ်ယူမထိန်းနိုင်ဘူးဆိုရင်မိုးရေများဟာအပေါ်ရံမှာပဲစီးစင်းသွားပြီးမြေချောင်းတွေကနေတဆင့်ပင်လယ်တွေကိုတိုက်ရိုက်စီးစင်းသွားမှာပဲဖြစ်ပါတယ်။ ဒီလိုပင်လယ်ထဲကိုပြန်လဲစီးဝင်သွားတဲ့ရေများဟာရေချိုတက်ကင်းမဲ့ပြီးအငတ်တက်တွေဖြစ်ပေါ်လာတတ်ပါတယ်ဒီလိုဖြစ်သွားခရင်တော့ရေဟာစိုက်ပျိုးရေးအတွက်မွေးမြူရေးအတွက်အသုံးချဖို့ရာမဖြစ်နိုင်တော့ပါဘူးဒါကြောင့်ဒီလိုရေများအလွယ်တကူပင်လယ်ထဲစီးဝင်သွားမှုမဖြစ်ရအောင်မြေစီလွာထဲမှာထိန်းသိမ်းထားနိုင်ရအောင်ကျွန်တော်တို့တစ်ပင်တွေများစွာလိုအပ်ပါတယ်တောတော်ထူထပ်တဲ့ဒေသတွေမှာစိန်ဆန်းတွေချောင်းတွေမြောင်းတွေတစ်နှစ်ပတ်လုံးစီးဆင်းနေရအောင် တွေ့ရှိရပါတယ်။ဒါမဲ့စစ်တော်အသစ်ပင် မရှိတဲ့နေရာတွေမှာချောင်းတွေမြောင်းနေတာမိုးရွာချိန်မှာသာ မိုးရွာရှိပြီးမိုးကုံတာနဲ့မိုးလည်းကုံသွားတယ်ရေလည်းခန်းသွားတယ်ဆိုတဲ့အဖြစ်ကိုရောက်ရှိပါတယ်။တခါတလေမှာလုံးဝချောင်းတွေသွားကတဲချောင်းကြီးများအဖြစ်နဲ့ຫນွေပိုင်းမှာကြံရစ်တက်ပါတယ်။ဒါတော့ကျွန်တော်တို့အမြဲတမ်းတွေ့နေရတဲ့ဘဝနိုင်ငံတဝမ်းမှာရှိတဲ့ญาတိဥဒုနဲ့သဘာဝဖြစ်စဉ်တွေပဲဖြစ်ပါတယ်။စစ်တော်များဟာ ရွာတော့လိုက်တဲ့မိုးရေကိုထိမ့်သိမ်းထားပြီးတနစ်ပတ်လုံးစီးစင်းနေတဲ့စိမ်ဆန်းလေးတွေအဖြစ်ကိုပြောင်းလဲတတ်ပါတယ်ဒီလိုရွာတော့တဲ့မိုးရေကို ထိမ့်သိမ်းနိုင်မှုဟာတစ်တော့တစ်ပင်တိုင်းရဲ့အချိုးအစားပေါက်တဲ့သိသိမှုတစ်တော့တစ်ပင်ရဲ့တန်ဖိုးတစ်တော့တစ်ပင်ရဲ့တီရှိရနေရတိရွဲ့တစ်ခက်တစ်ခေါက်စတဲ့ပေါ်မှာမူတည်ပြီးထိမ့်သိမ်းနိုင်မှုစွမ်းအားဟာကွာခြားတာရှိပါတယ်ရွာချလိုက်တဲ့မိုးရေကိုထိမ့်သိမ်းထားပြီးပြန်လဲစီးစင်းစီတာပဲဖြစ်ပါတယ် ဒါကတော့အလွယ်မှတ်ရမယ့်အချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့မိုးရွာတဲ့အခါမှာမိုးရေကိုဒလဟောမစည်းစင်းစေပဲတစ်တော့တစ်ပင်တွေကထိမ့်သိမ့်ပါတယ်။ပြီးကြတော့မိုးပြွာတဲ့အချိန်မှာ6ဆွေတော်တဲ့ရာသီဥတုဥမာနွေရာသီလိုမျိုးအချိန်ဒီမှာကျွန်တော်တို့ဟာစိန်ဆန်းလေးတွေအဖြစ်နဲ့စိန်တွင်းလေးတွေအဖြစ်နဲ့ဖြည်းဖြည်းချင်းရေဓာတ်ကိုပြန်လည်ပေးဆွမ်းတာပဲဖြစ်ပါတယ်။ဒီချက်ကိုစစ်တမ်းကောက်ထားတာတွေလည်းရှိပါတယ်။ချမ်းပြည်နယ်မြေယာထိန်းသိမ်းရေးဌာနဌာနဆိုင်ကနေပြီး 1953ခုနှစ်ကနေပြီး1965ခုနှစ်ကာလအတွင်းမှာစံသက်မှုတွေပြုလုပ်ခဲ့ရတယ်။စင်ဂျီရှောစင်ဂျီရှောဆိုတာကတော့တောင်ဆောင်တွေမှာရှိတဲ့နှိမ်ဆင်းသွားတဲ့မြေမျက်နှာသွင်ပြင်ကိုပြောတာဖြစ်ပါတယ်။အမည်ကနေပြီးနှိမ်ဘက်ကိုဆင်းသွားတဲ့မြေမျက်နှာသွင်ပြင်မျိုးပဲဖြစ်ပါတယ်။ဒီလိုမျိုးစင်ဂျီရှော30ရာခိုင်နှုန်းရှိတဲ့ဒေသတွေဖြစ်ပါတယ်။ဒီတတော်များဖုံးလွှမ်းနေတဲ့ဒေသတွေမှာရွာတဲ့မိုးရေဟာ ကိုယ်သက်ရှိရာခိုင်နှုန်းတော်မှာတတော်များထိမ့်သိမ့်နိုင်နေဆိုပါတယ်။နင်းနေတော့ပမာဏမဟုတ်ပါဘူး။ရွာစင်းလာတဲ့မိုးရေများကို စိတ်ဝင်နိုင်အားတိုင်းတာကြည့်တဲ့အခါမှာအတော်ကိုအစွမ်းရှိတာကိုတွေ့ရပါတယ်။မိနစ်20အတွင်းရွာလိုက်တဲ့မိုးရေကိုစမ်းသပ်ကြည့်တဲ့အခါမှာတတော်ကောင်းတာတွေရှိတယ်။ကောင်းမွန်တဲ့တတော်များဟာမိုးရေချိန်ကုပ္ပစင်တီမီတာ9000လောက်ကိုစုပ်ယူထားနိုင်တာကိုတွေ့ရပါတယ်။အဲရွာအသိမ့်မကောင်းတဲ့ကျွတ်ကျဲတဲ့ပေါက်နေတဲ့တတော်လေးတွေ ရပြက်တော်လေးတွေဆိုရင်တော့9ဘတ်စင်တီမီတာ2000ထိစုပ်ယူနိုင်ပါတယ်။အဲနောက်ပိုင်းမြေသားတွေကြီးပဲတက်တက်ရှိတဲ့ဒေသတွေမှာဆိုရင်တော့9ဘတ်စင်တီမီတာ900လောက်ပဲစုပ်ယူထားနိုင်တယ်လို့တွေ့ရပါတယ်။ဒီအချက်ကိုကြည့်ခြင်းအပြင်တစ်တော်များဟာရွာချလိုက်တဲ့မွေးခြင်းကိုအကျိုးရှိရှိစုပ်ယူထားနိုင်တာကိုတွေ့ရပါတယ်။ဒီလိုစုပ်ယူခြင်းအပြင်လည်းရေကြီးရေရှမ်းမှုတွေရေတွေတဟုန်တိုးနဲ့ကျွန်တော်တို့မျိုးတွေရွာတွေအတွဲကိုဆင်းလာမဲ့ဟာတွေကိုတားဆီးပေးပါတယ်။ ဒီเจ้าတွေကိုလည်းအများစွာထိန်းသိမ်းပေးပါတယ်တို့အပြင်ကျွန်တော်တို့ရဲ့စိုက်ပျိုးရေးဝင်းရွေလုပ်ငန်းတွေအတွက်လည်းရေရရှိမှုတန်ဆာတာကိုရသွားအထောက်အကူဖြစ်တာပဲဖြစ်ပါတယ်အကုန်လုံးချုပ်ပြီးပြောရမယ်ဆိုရင်တော့စစ်တော်များဟာကျွန်တော်တို့ရေတန်ဆာတာကိုထိန်းသိမ်းပေးတဲ့စွမ်းအားတွေရသွားရှိနေပါတယ်မိတ်ဆွေများခင်ဗျာတက်မှတ်ထားတဲ့အချိန်လေးပြည့်တော်မှာမို့ဒီတစ်ပတ်မှာတော့ကျွန်တော်ရဲ့တင်ပြမှုကိုဒီမှာပဲရန်သားခွင့်ပြုပါခင်ဗျာကျွန်တော်နောက်တစ်ပတ်မှာတော့ဒီစစ်တော်အစ်ပင်များနဲ့ မြေတန်ဆရာထိသိမှုအပိုင်းနှစ်ကိုကျွန်တော်အနေနဲ့ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းတတော်တစ်ပင်များကိုထိသိခြင်းအဖြစ်မိမိတို့ကိုတဖန်ပြန်လဲကျေးဇူးတုံ့ပြန်နေတဲ့ရေတန်ဆရာကိုထိသိနိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပါတယ်။ကျွန်တော်ဇော်လိုင်းပါ။ ကမ္ဘာသာသနာပြုနေအတွက်ဘာသာဝင်များအားလုံးသာသနာပြုအနည်းငယ်နေ၌ပါဝင်ကြရန်ပုံရမင်းကြီးလီယို34တိုက်တွန်းတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကမ္ဘာသာသနာပြုနေကိုနှစ်စဉ်အောက်တိုဘာလဒုတိယနောက်ဆုံးအပတ်၌ကျင်းပလိမ့်ရှိပါသည်။ယခုနှစ်၌မူအောက်တိုဘာလ19ရက်နေ့၌ကြာရောက်ခြင်းဖြစ်ပါသည်။ယခုနှစ်ကမ္ဘာသာသနာပြုနေ၏ဥတီချက်မှာလူမျိုးများကြားမှမျောလင့်ခြင်း၏သာသနာပြုများဟုဖြစ်ပါသည်။ ထိုနှစ်ရောက်တိုင်းကဘာတော်၌သာသနာပြုနေသောသာသနာပြုများနှင့်ဥပပေါင်းလှူရှားခြင်းတမန်တော်လုပ်ငန်းများ၌အသေးအပွင့်ပို့မှုထွက်ရှိလာရန်ဝိုင်းဝန်းဆူတောင်းပေးခြင်းများပြုလုပ်လေရှိကြပါသည်။ယာမင်ကြီးကကဘာသာသနာပြုနေ၏အစီအစဉ်များ၌ကဘာတော်မှကက်သလစ်ဘာသာသူများအနေဖြင့်ပါဝင်ကြရန်တိုက်တွန်းခဲ့ပြီးပေရုနိုင်ငံ၌ဘုန်းကြီးအဖြစ်၎င်းဆရာတော်အဖြစ်၎င်းသာသနာမှုတော်ထမ်းစဉ်ကကဘာသာသနာပြုများနေ၏လှူရှားမှုအစီအစဉ်များသည့် ဘာသာတူအဖွဲ့အစည်းတစ်ခုလုံးကို ပြောင်းလဲပေးသည်ကိုတတိယမိချောင်းရာမင်းကြီးကမှွက်ကြားခဲ့ပြီးထို့ကြောင့်ရာမင်းကြီးနေဖြင့်လာမည့်ကမ္ဘာသာသနာပြုတနင်္ဂနွေနေ့၌ဤသို့သောအစီအစဉ်များထည့်သွင်းလှုပ်ဆောင်နိုင်ရန်ကြောင်းတိုင်များအားလမ်းညွှန်ထားသည်မှာတင်တို့၏ဆုတောင်းခြင်းများအကူအညီများသည်ဧဝံဂေလိတရားတော်ပြန်ပွားရေးတမန်တော်လုံငန်းအတွက်အထောက်ပံ့အကူအညီရရှိရေးနှင့် ်ဒါနာပြုစိတ်ဓာတ်များမွေးဖွားလောက်အောင်ဖျားစကားဓာတ်များ၌ပြုစုပြို့ထောင်ရန်အသင်အဖွဲ့များတည်ထောင်ကြရန်မိမိတို့၏သာသနာနယ်အတွင်းရှိ ကျွန်ုပ်တို့၏ညီကိုမောင်နှမများအားလုံးကျမ်းမာရေးပညာရေးအကူအညီများပေးကြရန်ရာမင်းကြီးကဗီဒီယိုဖိုင်မှတဆင့်ကဘာတို့တင်စကားပါထားခြင်းဖြစ်ပါသည်နေ့စဉ်အော်တိုဘာလာသည်စိတ်ပတိလဖြစ်ဒီကုန်မှုကက်သလစ်ဘာသာဝင်တော်တော်များများသိကြပါသည် အဘဲကြောင့်ဆိုသောအော်တိုဘာလ9ရက်နေ့၌လည်းမိမိအမိသာသနာတော်ကြီးသည်စိတ်ပရိသခင်မ၏ပွဲနေ့ကိုကျင်းပသောကြောင့်လည်းဖြစ်ပါသည်။သို့သောအော်တိုဘာလသည်သာသနာပြုတို့အတွက်အထူးဆုတောင်းပေးရသောသာသနာပြုလာလည်းဖြစ်ဒီကုန်မူသိရှိသူနေပါလာပါသည်။အဘဲကြောင့်သာသနာပြုလာဟုတတ်မှတ်ရသည်ဟုမူနှစ်စဉ်အော်တိုဘာလတရနေ့တွင်သာသနာမှအမှတ်တရကျင်းပသောပွဲနေ့ရှင်ဖြစ်သည့် ်သူငယ်တော်ယေရှု၏စိတ်ထရေစာအားဂုံပြုထားသောကြောင့်ဖြစ်ပါသည်သူငယ်တော်ယေရှု၏စိတ်ထရေစာသည်ကာမလိုက်ယသိတိလရှင်အသင်ဝင်သူတော်စင်တပါးဖြစ်ပြီး သူသက်ရှိထင်ရှားစဉ်ကာလကသာသနာပြုတပါးလွန်စွာမှ ဖြစ်ချင်ခဲ့ပါသည်ထို့သောသူမသည်ကြာမာရေးခြူကြသူတို့ဥဖြစ်၍ယေမီချားခရီးသွားရမှညီတို့မြတ်မဖြစ်နိုင်၍သူ၏စိတ်ကူးကို အကောင်အထည်မဖော်နိုင်ခဲ့ပေ ို့တော်သူမသည်အာမလျှော့ခဲ့ပါယသိတိလရှင်တစ်ပါးအဖြစ်နှိမ်ချစွာရှင်တန်ရင်ယသိចောင်းဝင်းအတွင်းမှ နေစဉ်ဆောင်ရွက်ရသည့်ဝိတရားကြီးငယ်များကို စိတ်ပါကိုရောက်ရှင်လန်းတက်ကြွစွာဆက်ကလှုပ်ဆောင်ရင်သာသနာပြုများအတွက်ရည်ရွယ်ပူဇော်ခဲ့သူလည်းဖြစ်ပါသည်ထက်တန်လာသောသူမ၏သာသနာပြုလိုစိတ်သာသနာပြုများအတွက်ဆရာထက်တန်စွာဆုတောင်းမြတ်တာပို့ပေးခြင်းနှင့်ဆက်ကလှူဆောင်ခြင်းများကြောင့်သူမကိုသာသနာတော်ကြီးက သာသနာပြုလို့အာမိုက်မသောယ ahanan ဖြစ်ဂုံပြုခဲ့ခြင်းလည်းဖြစ်ပါသည်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွှင့်လို့ပြပါသည်။ ဟောတာရှင်ပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန်ဒီယေခသိန်းဘီယံခသိန်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ